်ဆက်ပေးမယ့်သတင်းကတော့ဘာစီလိုနာကို အနာယူကချန်ပီယံနစ်ချန်ပီယံစုကိုအာဆင်နယ်စကူးခဲ့တဲ့သတင်းဖြစ်ပါတယ်။ရှမန်နေညာကပေါ်တူဂီနိုင်ငံလက်စဖုံးမြို့မှာကျင်းပခဲ့တဲ့မြို့သမီးချန်ပီယံလိဘူလူပွဲမှာအာဆင်နယ်အသင်းဟာအင်အားကြီးဘာစီလိုနာအသင်းကိုတကိုးစီရိုနဲ့အနိုင်ယူပြီးချန်ပီယံဆုရရှိနိုင်ခဲ့လို့သိရပါဗါးအာဆင်နယ်အသင်းရခဲ့တဲ့အနိုင်ဂိုးကိုပွဲစဉ်85မိနစ်မှာစွတင်လျေးစဉ်တိုက်စစ်မှုဖြစ်တဲ့စီနာဘလက်စတီနီယက်ကသွင်းယူခဲ့တာဖြစ်ပါတယ် အာဆင်နယ်ဟာအန်တာတော့အသင်းအနေနဲ့ဘောလူပဲတယောက်လာခဲ့ပေမဲ့ပြီးခဲ့တဲ့လနေ့အတွင်းမှာချန်ပီယံလိဘလားကိုတုံးချင်ရယူထားတဲ့ဘာစီလိုနာကိုအကောင်းဆုံးထိချုပ်ကစားပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဟာအင်္ဂလန်မျိုးသမီးကလပ်တွေထဲမှာချန်ပီယံလိချန်ပီယံဆုကိုပထမဆုံးရယူနိုင်ခဲ့တဲ့ကလပ်ဖြစ်ခဲ့ပါတယ်။ဒါအပြင်အာဆင်နယ်မျိုးသမီးအသင်းဟာအာဆင်နယ်မျိုးသားအသင်းမဆော့ဆောင်နိုင်သေးတဲ့ချန်ပီယံလိချန်ပီယံဆုကိုရယူပြန်ခဲ့ရတာလည်းဖြစ်တယ်လို့သိရပါဗျာရှင်။ဒီသတင်းကိုရောရင်ကျဲအောင်ကပြပို့လာတာပါ။ Thank yeah. you.